မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ31ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာရှိတဲ့အမှုပညာရှင်များအားလုံးအနေနဲ့အကြမ်းဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲဆိုင်ရာဝါရဖြန့် policy အလင်းအညာစီယုံရေးများမှာပါဝင်ရမှာဖြစ်ပြီးတော့ညင်းဆံမာကအေးယူမယ်လို့ချိန်ချောက်ကပြည်ပကိုလည်းခွင့်ပြုချက်မရှိဘဲနဲ့ထွက်ခွာခွင့်မပြုတော့ဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကအော်တိုဘားလ30ရက်နေ့ကကျမစစ်တပ်လက်အောက်ခံပြန်ကြိုင်းတဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနကညွန်ကျုပ်အေးကျွယ်ကရန်ကုန်မြို့မှာရှိတဲ့ရုပ်ရှင်လုပ်ငန်းရုံးမှာရုပ်ရှင်အတိုင်းဝိုင်းကိုခေါ်ယူတွေ့ဆုံခဲ့ပြီးတော့လာမယ့်ရွေးကောက်ပွဲအတွက်စစ်တပ်ကပြုလုပ်မယ်ဝါရဖြန့်တဲ့အလေးအညာစီယုံရေးများမှာပါဝင်တရုတ်ဆောင်ရမှာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။လွန်ငိမ့်နဲ့ပြန်လည်လွတ်မြောက်လာတဲ့အမှုပညာရှင်တရုတ်ဆောင်များပါမကြံပါဝင်ရမှာဖြစ်ကြောင်း အကယ်၍ငင်းဆံမာကအထက်ကအမိန်အရာရေးယူရမယ်လို့ဖိအားပေးပြောဆိုလာတယ်လို့သိရပါဗျ။လူမင်းပြည်တီဦးအိန္ဒြာကျော်စင်မာမကျန်နာမည်ကြီးတဲ့တရုတ်ဆောင်အမှုပညာရှင်တွေအားလုံးပါဝင်ရပါမယ်။မပါရင်ငင်းဆံတဲ့သူတွေအားလုံးကိုအထက်အမိန်အရာအားလုံးကိုရေးယူမယ်။လောက်ရမှာကတော့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ကမ်ပိန်းစာသားကိုတယောက်ချင်းစီပြောရမယ်။ရိုက်ကူးရေးကိုတော့စစ်တပ်ဘက်ကရိုက်ပြီးတော့သူတို့သတင်းနဲ့ဖျော်ဖြေရေး platform တွေအားလုံးမှာထုတ်လွှင့်မယ်။တချို့ကိုယ်တိုင်ရိုက်ပြီးတော့သူတို့စီကိုပို့ပေးရမယ်။နိုဝင်ဘာလဈမ်းမှာရိုက်ကူးမှာဖြစ်တယ်။ ရုပ်ရှင်ဇလန်းတို့မဟုတ်ပါတယောက်ချင်းစီကစီကောင်စီဘက်ကရွခိုင်းတဲ့ကမ်ပိန်းစာသားကိုရွတ်ဆိုတဲ့ဗီဒီယိုရိုက်ကူးရေးဖြစ်ပါတယ်လို့ရုပ်ရှင်အတိုင်းဝိုင်းဘက်ကသတင်းရင်းမြစ်ကပြန်လည်ပြောပြထားပါတယ်ပြည်သူများကြားမှာအကြမ်းဖက်ဆက်တဲ့ရဲ့အလင်းညာဝါရဖြန့်တဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ခေတ်သမိုင်းကိုဒုံဆိုင်မဲ့သူများဇလန်းနဲ့တရုတ်ဆောင်များကိုပြည်သူများကဝိုင်းဝန်းဆန့်ကျင်သပိတ်မှမှုအချိန်တက်လာတဲ့အချိန်မှာစစ်တပ်ကအခုလိုဖိအားပေးလာခြင်းဖြစ်တယ်လို့သိရပါတယ် ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများရွေးကောက်ပွဲဆိုင်ရာအလေအညာဝါရဖြန့်ဇလန်းကိုလူမှုကွန်ရက်ကနေတဆင့်ဝေဖန်နေဆိုပြီးတော့ဒရိုက်တာမိုက်တီခေါ်တန်းထွန်းစော်ဇက်ပိုတေးဥဆောင်ကျော်ဝင်းထွတ်ခေါ်ကျော်မင်းထွတ်နဲ့ဟာတာတေးဥဆောင်အုံတိုင်းခေါ်ဇော်မြင့် ဒရိုက်တာအောင်ချမ်းလူတို့ကိုစစ်တပ်ကဖမ်းဆီးထားပြီးတော့ရွေးကောက်ပွဲနောက်ဆက်သူများဥပဒေနဲ့အရေးယူမယ်လို့စစ်ခွေးတပ်ဘက်ကကြေညာထားပါတယ်။ဒါအပြင်အမှုပညာရှင်များနဲ့တရုတ်ဆောင်များအစိုးရများကိုစစ်တပ်ထံကိုကြိုတင်အကြောင်းကြားခြင်းနဲ့ခွင့်ပြုချက်မယူဘဲနဲ့ပြည်ပကိုထွက်ခွာခွင့်မပြုတော့ဘူးလို့သိရပါတယ်။ပြည်ပထွက်ခွာမယ်ဆိုရင်ခွင့်ပြုချက်ရယူရမယ်အပြင်ပြန်လာရန်ကိုလည်း ဂရိခံဝင်ချက်ထိုးရမှာဖြစ်တယ်လို့ပြောပါတယ်အကယ်၍ခွင့်ပြုချက်မရှိဘဲနဲ့ပြည်ပကိုထွက်ခွာရန်ကြိုးစားပါကလေစိတ်ကနေပြန်လှည့်ခိုင်းမှာဖြစ်တယ်လို့ပြောပါတယ်လက်ရှိလေစိတ်ကနေပြန်လာရတဲ့အမှုပညာရှင်များလည်းရှိကြောင်းစိတ်ခွေးလော်ပြီးအစိုးရယုံလေးရဲ့လူမှုကွန်ရက်ပေါ်မှာဖော်ပြချက်နဲ့ပြည်ပထွက်ရန်ငြင်းဆုံခံရတဲ့အမှုပညာရှင်တချို့ထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်တပ်ကရခိုင်တိုင်းရင်းသားရပ်ပါအဆိုတော့ဇွဲပြေးပိုင်ခေါ်မောင်အယ်ဖာကိုအေအေကိုထောက်ပံ့နေဆိုပြီးတော့ခန္ဓာကိုယ်ကိုလျှက်စစ်နဲ့ရှော့တိုက်ခြင်းရင်ဘက်ကိုစစ်ဖက်နှက်နဲ့နင်းကန်ခြင်းများလှုပ်ဆောင်ခဲ့တဲ့အပြင်တနက်ဒင်းနဲ့ရိုက်ပြီးတော့ရေနဲ့ညှိမှန်နှိပ်စက်မှုများကိုလှုပ်ဆောင်ခဲ့တယ်လို့ပြန်လည်လွတ်မြောက်လာတဲ့အဆိုတော်ဇွဲပြေးပိုင်ကိုယ်တိုင်ကပြန်လည်ပြောဆိုထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စက်တဘာလ3ရက်နေ့မွန်လွဲနန္ဒာရီခွဲအချိန်ဝန်းကျင်မှာရန်ကုန်တိုင်းတာမွေမြို့နယ်ကြောင်မြောင်းမှာနေထိုင်တဲ့ rapper အဆိုတော်ဇွဲပြေပိုင်ကိုအယောက်ဝင်းနဲ့စစ်သားတွေနဲ့ရဲများအပါအဝင်စစ်တပ်ကဝင်းရောက်ဖမ်းဆီးသွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက် AA ကိုထောက်ပို့တယ်ဆိုပြီးတော့ဆွဆွဲကစစ်ကြောရေးစခန်းကိုပို့ဆောင်ခဲ့ပြီးတော့ပုံစံမျိုးစုံနဲ့ညှိမှန်နှိပ်စက်ခဲ့တယ်လို့ပြောပါဗျ။အဲ့ဒီနောက်စစ်ကြောရေးမှာဖျက်ဆီးပြီးတဲ့နောက်မှာဘာသက်တွေမှမတွေ့ဘဲနဲ့ပြန်လည်လွတ်မြောက်ခဲ့ကြောင်း၎င်းကရှင်းပြထားပါဗျ။ကျွန်တော်ကိုအမှောင်ခန်းထဲမှာထားတယ် အိမ်သာလောက်ပဲရှိတဲ့အခန်းမှာနေမှန်းလည်းမသိညာမှန်းလည်းမသိပါဘူးရင်ဘက်ကြောကုန်းနဲ့ပေါင်ခြေသလုံးတွေကိုလျှက်စစ်နဲ့ short တိုက်နှိပ်ဆက်ပါတယ်ရင်ဘက်တွေကိုတော့စစ်မှန်းနဲ့နင်းတယ်ခြေထောက်နဲ့ကန်တယ်တနက်ဒီနဲ့ထူတာတွေလည်းရှိပါတယ်နောက်ပြီးတော့ကျွန်တော်ကိုရေထဲမှာနှစ်တယ်ဘာမှလည်းမကြွေးပဲနဲ့ထားတာသုံးလေးရက်တော့တောင်ရှိတယ်တေးမာဆိုးလို့ရေကိုတော့ဇွန်းလေးနဲ့ဒဇွန်းနှဆုံးလာတိုက်ပါတယ်အရိကကတော့ကျွန်တော်ကိုစစ်မေးတာကအေးအေးကိုထောက်ဖို့သလားဆိုပြီးတော့စစ်မေးတာပါနိုင်ငံတော်တည်ငြိမ်ပြည့်ပြားမှုနဲ့ဖမ်းပြီးတော့မေးတာပါလို့အစိုးရဇွဲပြေးပိုင်းကရှင်းပြထားပါတယ် အစိုးရဇွဲပြေးပိုင်ကိုစစ်ကြောရေးမှာရပ်ပေါင်း20ကြောကြာစစ်တပ်ကညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်အေအေနဲ့ပတ်သက်တဲ့အထောက်အထားများမတွေ့ရတဲ့အတွက်အော်တိုဘာလလယ်ပိုင်းမှာပြက်လဲလွတ်မြောက်လာခဲ့တယ်လို့ပြောပါဗါတယ်။အဲ့ဒီနောက်လွတ်မြောက်နေမျိုးကိုတိန့်ရှောင်ရောက်ရှိခဲ့တယ်လို့၎င်းကပြောဆိုထားပါတယ်။ကျွန်တော်ကသူတို့ မေးသမျှကိုလုံးဝငြင်းပါတယ်။ လူတိုင်းမှာလွတ်လပ်တဲ့လေးကိုရှူရှိုက်ခွင့်ရှိပါတယ်။စောက်တလွဲတွေနဲ့ကြီးပဲပြည့်နေတဲ့နိုင်ငံမှာလို့အဆိုတော်ဇွဲပြေပိုင်ကပြောပါတယ်။အဆိုတော်ဇွဲပြေပိုင်ခေါ်မောင်အယ်ဖာကအသက်20ကျော်အမှုပညာရှင်တဦးဖြစ်ပြီးတော့တေးရေးတေးဆိုအပြင်ရခိုင်တိုင်းသားတေးသချင်းများကိုလည်းရေးဖွဲ့တီးဆိုနေသူဖြစ်တယ်လို့သိရပါတယ်။၎င်းရဲ့စက်တစ်မြင်းဆောင်အာရဂန်သချင်းဟာရခိုင်တိုင်းသားလူမျိုးများချမ်းမှာလူကြိုက်များချောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ပြည်ကြီးတကောင်မြို့နယ်ငွေတော်ကြီးကုန်းရက်ကွာအကွက်အမှတ်916ကားကြီးဥပိုင်အကွက်အမှတ်196ကားကြီး196ခါခွေးအတွင်းမှာရှိတဲ့ပြည်သူပိုင်နေအိမ်အလုံး900ကျော်နဲ့ဘုံကြီးချောင်းကိုကျူးကျော်ဆိုပြီးတော့စစ်တပ်နဲ့စီပင်ကအတင်းကျပ်ဖြတ်စည်းသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကအော်တိုဘာလ30ရက်နေ့ကစစ်တပ်နဲ့စီဗင်ကငွေတော်ကြီးကုန်းရက်ကွက်အတွင်းကိုအင်အားသုံးဝင်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီးအော်တိုဘာလ28ရက်နေ့ကလေးကစစ်တပ်နဲ့စီဗင်ကလော်စပီကာနဲ့နေအိမ်များဖျက်ဆီးမယ်ဆိုပြီးတော့အော်ဟစ်ခဲ့တယ်လို့ပြောပါတယ်စစ်တပ်ရဲ့အတင်းကျပ်ဖျက်ဆီးမှုကြောင့်နေအိမ်များစွာအပြင်ဖုံးကြီးအကြောင်းမှာအဖျက်ခံလိုက်ရတယ်လို့ပြောပါတယ်ဖျက်ခံရတဲ့အိမ်ကတော့အိမ်အလုံးကြီး900နဲ့အထက်မှာရှိတယ်အတော်ကုန်များတယ်ဖုံးကြီးအကြောင်းမှာအဖျက်ခံရတာလူဦးရေထောင်ထဲချပြီးတော့ အိုးမဲ့အိမ်မဲ့တွေဖြစ်ကုန်တာလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်အဲ့ဒီရက်ွက်ကိုစစ်တပ်နဲ့စီပင်ကကျူးကျော်ဆိုပြီးတော့အချင်းချင်းချင်းချောက်ခဲ့ရကနေနောက်ဆုံးမှာတော့အင်အားသုံးပြီးဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်2024ခုနှစ်ဒီဇင်ဘာလ28ရက်နေ့ကတကြိမ်2025ခုနှစ်ဇန်နဝါရီလ10ရက်နေ့မှာတကြိမ်နဲ့အော်တိုဘားလ10ရက်နေ့ကတကြိမ်စပို့ပြီးတော့ချင်းချောက်ခဲ့တယ်လို့ပြောပါတယ်အော်တိုဘားလ30ရက်နေ့မှာတော့စစ်တပ်နဲ့စီပင်ကမြေကော်ဆက်ဘူရိုဇာများနဲ့လာရောက်ပြီးတော့ဖျက်ဆီးသွားခြင်းဖြစ်တယ်လို့သိရပါတယ် ကိုယ့်အင်ကိုကိုမဖြတ်ရင်ဘူဒိုဇာနဲ့သူတို့လာကုန်မယ်ဆိုပြီးတော့ဖြတ်စည်းသွားတာပါစစ်တပ်ရဲ့ငွေတော်ကြီးကုန်းအုပ်ကြီးရဲ့ရက်ွက်ထဲကအောက်တန်းစားဇိုးတွေရဲ့ပေါင်းပြီးတော့လုတ်သွားတာလို့ဒေသနေပြည်သူတို့ကရှင်းပြထားပါတယ်အဲ့ဒီပြည်ကြီးတကုံမြို့နယ်ငွေတော်ကြီးကုန်းရက်ွက်အကွက်မှန်96ကာဂျီဥပိုင်အကွက်မှန်196ကာဂျီ196ခါခွေးမှာနေတဲ့ပြည်သူများဟာ ဘိုးဘွားအစဉ်ဆက်နေထိုင်လာကြခြင်းဖြစ်တယ်လို့သိရပါတယ်။ယခုအခါရက်ကွက်ဟာရေမီအပြည့်စုံနဲ့စီကားလာပြီးဖြစ်တဲ့အတွက်ကြောင့်လုပ်ငန်းရှင်တွေကစစ်ခွေးတိုက်ရဲ့အရာရှိများ၊စီးပင်အရာရှိများ၊ရက်ကွက်အုပ်ချုပ်ရေမှုများ၊ရက်ကွက်ထဲကပြူစောထီးများနဲ့ပူးပေါင်းပြီးတော့မတရားသိမ်းယူနေခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးပြည်သူပိုင်းနေအိမ်များကိုဖျက်ဆီးရန်ငွေတော်ကြီးကုန်းရက်ကွက်ကအုပ်ချုပ်ရေမှုကသိန်း၁၀၀၀ကျပ် အကွက်အမှတ်96အုပ်ချုပ်ရေးမှူးစံမတူက3500ချက်ရရှိထားပြီးတော့ပြည်ကြီးတခုမြို့နယ်စစ်ခွေးလက်အောက်ခံလူစိုးခေါင်းဆောင်စန်ရှာစန်ရှာရဲ့လက်အောက်မှာနှခမ်းမွေးတန့်စင်အောင်ကိုစောငမျိုးစတဲ့အောက်တန်းစားတွေကလည်းအဆင့်ဆင့်အသီးသီးခွဲဝေရယူထားတယ်လို့သိရပါတယ်အော်တိုဘားလ17ရက်နေ့ကလည်းမန္တလေးမြို့ချမ်းအေးအသာဇံမြို့နယ်86လမ်းရွှေတချောင်းဘေးမှာရှိတဲ့အိမ်များနဲ့တိုက်များကိုလည်းစစ်တပ်နဲ့စီပင်ကဖျက်ဆီးခဲ့တယ်လို့သိရပါတယ်အော်တိုဘားလ16ရက်နေ့မှာလည်း အောင်မြေသားဆန်းမြို့နယ်86လမ်း9လမ်း10လမ်းကြားမှာရှိတဲ့မြောင်းအရှိဘက်ကဲ့ရံမှာရှိတဲ့နေအိမ်များနဲ့10လမ်း86လမ်းကနေနေအိမ်များကိုစစ်တပ်နဲ့စီပင်ကကျူးကျော်ဆိုပြီးတော့ဖျက်ဆီးခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းစောမြို့မှာအသက်73နှစ်အရွယ်မိန်းကလေးငယ်ကိုအဓမ္မပြုကျင့်ပြီးတော့တပ်ဖြတ်ခဲ့တဲ့သူကို NUG ပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲချုပ်ရဲ့ဦးဆောင်ကြီးကြပ်မှုနဲ့အမှုဆက်ဆင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် တန်ငယ်မဒိန်းနဲ့လူတက်မှုကျူးလွန်သူမင်းမင်းဆိုးကို အမှုစစ်ဆေးနေတာပြီးပါကအမှုရဲတင်ရေးတရားရုံးထုတ်စစ်ဆေးရေးထိရောက်တဲ့အရေးယူမှုပြုလုပ်ရေးတို့ကိုအမြန်ဆုံးလှုပ်ဆောင်နိုင်ဖို့အတွက်ကြက်ကြက်မက်မက်ဆောင်ရွက်နေတာဖြစ်ကြောင်းပြည်သူလူထုထံကိုအသိပေးထုတ်ပြန်လာတာပဲဖြစ်ပါတယ်။စောမြို့မှာအော်တိုဘားလ22ရက်နေ့ကအသက်73နှစ်အရွယ်မင်းကလေးငယ်ကိုအသက်21နှစ်အရွယ်မင်းမင်းဆိုးဆိုတဲ့ကောင်ကအဓမ္မပြုချက်တက်ဖြတ်ပြီးအလောင်းဖြောက်ခဲ့တာပဲဖြစ်ပါတယ်။မင်းကလေးငယ်ရဲ့မိသားစုနဲ့အရင်ကတည်းကတီကျွမ်းသူဖြစ်တဲ့မင်းမင်းဆိုးကိုကာကွယ်တပ်ဖွဲ့တွေကမတင်ကားလို့စစ်ဆေးခဲ့ရမှာ သူကျူးလွန်ကြောင်းဝန်ခံခဲ့ပါတယ်ပြစ်မှုကျူးလွန်သူကိုတေတံပေးဖို့စောမြုံနယ်ဒေသခံတွေကအော်တိုဘားလ26ရက်နေ့မှာဆန္ဒထုတ်ဖော်ခဲ့ပါသေးတယ်မင်းမင်းဆိုဟာရရင်ကလည်းမရေမှုကျူးလွန်ခဲ့ဘူးသူတအုပ်ဖြစ်တယ်လို့ဒေသတွင်းသတင်းရင်းမြစ်ကပြောပါတယ်ဒါအပြင်မင်းမင်းဆိုဟာစော PDF ရဲဘော်တအုပ်လည်းဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်စောမြုံနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ကြမှာတော့ကျူးလွန်သူမင်းမင်းဆိုဟာကာကွယ်ရေးဘော်ဟုတ်မဟုတ်ဆိုတာကိုတော့ဖော်ပြမထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြေတားရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြေတားရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ ၄အစဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကလေးမျိုးဆက်သွယ်ရေးတပ်ကတပ်ချက်တအူးဟာရခိုင်စစ်မြေပြင်ကိုပို့ဆောင်ခံရတဲ့အတွက်လမ်းမှာထွက်ပြေးလာက PDF တပ်ဖွဲ့ထမ်းမှအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘားလ29ရက်နေ့မှာကလေးမျိုးစတာရ6ကတက်ကြတအူးဟာရခိုင်ကိုပို့ဆောင်ခံရတဲ့အတွက်ထွက်ပြေးလာတယ်လို့ပြောပါရယ်တနက်ယူဆောင်လာခြင်းမရှိဘဲမုံရမြို့နယ်ပကဖအမှတ်နဲ့တိုက်နယ်အထူးတိုက်ခိုက်ရေးအဖွဲ့တောကျွဲကြီးပျောက်ကြားတပ်ဖွဲ့နဲ့ချိတ်ဆက်ကအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါရယ်အလင်းဝင်ရောက်လာတဲ့သူကတနက်တော့မပါဘူးရခိုင်အဆက်ကနေထွက်ပြေးလာပြီးတော့ဒီဘက်နဲ့ချိတ်ဆက်လာတာပါမြေပြင်ချိတ်ဆက်မှုပါပဲ ်ဆက်လက်နဲ့မပါတဲ့အတွက်ငွေကြေးချင်းမြင့်မှုတော့မရှိပါဘူးစစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်မှုရှိမရှိစစ်ဆေးပြီးရင်သူစီကတန်ဖိုးရှိတဲ့သတင်းအချက်အလက်တွေရရှိပြီးရင်တော့ထောက်ပံ့ပေးဖို့ရှိပါတယ်အလင်းဝင်ကြပါအသက်ကိုအန္တရာယ်မပြုပါဘူးဆိုတာကိုအာမခံပါတယ်စစ်ရာဇဝတ်မှုနဲ့ပတ်သက်ရင်တော့သက်ဆိုင်ရာတရားစီရင်မှုခံယူရပါမယ် ပြစ်ဒဏ်ခံယူပြီးရင်တော့တာမန်လူလိုပဲပြန်လည်နေထိုင်နိုင်ပါတယ်လို့မုံရွာမြို့နယ်ပတ်ကပတာဝန်ခံကပြောဆိုထားပါတယ်အကြမ်းမှာစစ်တပ်ထမ်းမှအလင်းဝင်ရောက်လူသူများကိုကြိုးစုံနေပြီးတော့အလင်းဝင်သူများကိုရိုက်နှက်ချင်းအကြမ်းမှာနှိပ်စက်ခြင်းများမရှိပဲစစ်ရာဆွေးမှုများနဲ့ပတ်သက်မှုမရှိရင်၎င်းတို့စန္ဒာအတိုင်းဆက်လက်ပြီးတော့ဆောင်ရွက်ပေးမှာဖြစ်တယ်လို့မုံရွာမြို့နယ်ပတ်ကပတာဝန်ခံကဖိတ်ခေါ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဆစ်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ